ချင်းကြားတဲ့ရေထဲတည်နေတဲ့အိုနာနာကြောင့်အင်ဂွင်းချမပွဲကိုအပြတ်ဖြတ်ရတော့မယ့် United United တို့ကတော့အိုနာနာရှိနေတဲ့ဒီအချိုးချိုးနေဦးမှာပဲဖြစ်ပါတယ်။ချိုတင်းတွေကကွင်းလယ်တိုင်ကဘတ်လိုက်တရာကြောင့်၁၁ယောက်၁၂ယောက်ကန်နေရပါမယ်။ United ကတော့ကွင်းလယ်တိုင်ဘတ်မလိုက်ရင်တော့မှ၁၀ယောက်၁၂ယောက်ကန်နေရတာဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့အိုရနာဟာ United ရဲ့ဂိုးသမားနေရာကမဟုတ်ပဲတစ်ပတ်အတင်းရဲ့ဂိုးဖန်နီရှင်နေရာကနေဝင်ပါနေတာအကြောင်းဖြစ်ပါတယ်။တရားဒီမှာ United တို့အခြေအနေမကောင်းလို့ဘေးရင်ပြောင်းမေးနေရတဲ့အကြောင်းရင်းထဲမှာအိုနာနာရဲ့ဖုံးတကုတ်လန်စွမ်းနေကလည်းဒီခုအပါအဝင်ဖြစ်ပါတယ်။အိုနာနာတို့ဘလောင်းထီတော်မှာဖုံးတကုတ်လန်စွမ်းကြီးမလဲဆိုရင် free kick ကန်လဲခိုးတယ်၊ဒေါက်ကန်ဘောကကန်လဲခိုးတယ်၊အဝေးကကန်လဲခိုးတယ်၊အနီးကပ်ပိတ်လဲခိုးတယ်။ ခြေထောက်နဲ့ကန်လဲကိုးတယ်ခေါင်းတိုက်လဲကိုးတယ်အားပြင်းလဲကိုးတယ်အားပြော့လဲကိုးတယ်ခိုးပေါက်တက်လဲကိုးတယ်ခိုးပေါက်မတက်လဲကိုးတယ်ပုံပုံပြောရရင်အိုနာနာပါလာလာနဲ့တစ်ဖက်ပြိုင်ပန်းအသင်းကဒီတိုင်းရနေမယ်ဆိုရင်တော့ဂိုးရဘော့ကကျင်းတင်နေတာဖြစ်ပါတယ်မနေ့ကလည်းယူပါလီပွဲမှာ United တို့ပင်သစ်မြေထီသွားပြီး Lion ကိုအမှန်ကန်တီးဖို့ကြံစီခဲ့ပေမဲ့အိုနာနာကောင်းမှုအကြောင်းပြုပြီးတူးတူးနဲ့တေးကြလာခဲ့တာဖြစ်ပါတယ် ဒီနေ့တော့အဖြစ်ကကိုဘက်ကတွင်ကိုတကိုရဖို့အတွက်ကြင်ကြင်ထိုးဖောက်ပြီးတော့ကြိုးစားခဲ့ရပေမဲ့ကိုပြန်ပေးလိုက်ရတော့လဲလွယ်လွန်းလိုက်တာလို့ပဲပြောရမလို့ဖြစ်နေပါပြီပထမကြော့ဝေးခွင့်မှာတေးကစားထားနိုင်ခဲ့တာကြောင့်ဒုတိယကြော့အိမ်ဝင်းပွဲအစဉ်အတွက်အားသာချက်တွေရှိလာပြီးအွန်နာနာသာစိတ်ထက်မထိုးမှုဆိုရင်ရိုက်တက်တို့အတွက်ဆီမီဖိုင်နယ်ရောက်ဖို့ကမကတ်ခဲဘူးလို့ပဲဆိုရမှာဖြစ်ပါရင် ယူနိုက်တက်အာရီနေပွဲမှာ၃လင်းနေတဲ့ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးတိုင်းစစ်မှာဝိုင်လန်းကိုထောင်ထားကဂါနာချိုဖာနန်တက်တို့နဲ့တွဲပေးထားပါတယ်။ကွဲလဲမှာတော့ကက်စမဲလိုဥကာလေးတို့ပွဲထွက်လာပြီးဒါလော့နဲ့ဒိုဂူတို့ကိုတော့ဝင်းမက်နေအဖြစ်ထားကစားခဲ့ပါတယ်။ကိုလိုမနီယာကတော့ဆိုင်းဆရာလေးအိုလန်နာပဲဖြစ်ပြီးနောက်တန်းတောင်းအောင်တန်းပါပါဂွာယာမာဆာရာဘီတို့ကိုခင်ကျင်သွားခဲ့ပါတယ်။ အင်ရှင်လာယောဘက်ကတော့လေးတလုံးကစားကောပေါ်မှာသူတို့ရဲ့အကောင်းဆုံးလူစင်းနေပဲ United ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ပွဲစားရဲဆိုရဲလာယောဘက်ကအင်ရှင်အားသာကျနေဖိအားပေးကစားဖို့ကြိုးစားလာခဲ့ပေမဲ့ United ကလည်းအကောင်းဆုံးပုံစံနဲ့တုံ့ပြန်ထားနိုင်ခဲ့ပါတယ်။လာယောအနေနဲ့တောင်မန်တိုင်းစစ်တွေကနေ United ကိုဒုက္ခပေးဖို့ကြိုးစားလာခဲ့ပေမဲ့တရဲနေတွေကလည်းအသွားအပြန်အမှားမခံခဲ့ပါဘူး။အဲဒီနောက် United ဘက်ကလည်းကစားကောကိုတေးချာပြန်လည်တီဆောက်ပြီးတော့ဖိအားပေးဖို့ကြိုးစားလာခဲ့ပါတယ်။ပွဲချိန်23မိနစ်မှာတော့ဒေါ်ကိုရဲ့ဖြတ်တင်ပေးဖို့မှုကနေရရှိလာတဲ့ခွင့်အရေးကို Casemiro ကနောက်ပြန်ကန်ချမ်းနဲ့ဂိုးသွင်းယူဖို့ကြိုးစားခဲ့ပေမဲ့လာယောကတော့ပဲကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲချိန်နဲ့15မိနစ်မှာတော့ Lion Back ကဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီး MNR ရဲ့ Free Kick ကန်ချက်ဟာဘယ်သူနဲ့မှမထိပဲနဲ့ဂိုးတွေကိုတိုက်ရိုက်ဝင်သွားခဲ့တာဖြစ်ပါတယ်။ဟိုနာနာအနေနဲ့ဖမ်းမီတင်းရဲ့သားတဲ့နန်ဒီလူကြောင်နေတာကြောင့်ဂိုးပေးလိုက်ရတာလို့ဆရာမဖြစ်ပါရင်ဥဆောင်ကိုပေးလိုက်ရပြီနဲ့တော့ United ဘက်ကလည်းတောက်လျှောက်ဖိအားပေးဖို့ကြိုးစားခဲ့ပေမဲ့ခွင်းအဖန်နေမှုတွေကတော့မြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။ပွဲချိန်သုံး30မိနစ်မှာတော့ Lion တို့လူပေးအမှားကနေ White Lion ခွင်းရခဲ့ပေမဲ့အဆုံးသက်ကအားပြောနေခဲ့ပါရင် Prime Pick ကနေကတော့ United တို့ခြေပါကိုပြန်လည်ရရှိခဲ့ပြီး UGA တေးရဲ့ဖိသလိုပေးဖို့မှုကို Euro ကခေါင်းတိုက်သွင်းသွားခဲ့တာဖြစ်ပါရင် ဒုတိယပိုင်းမှာတော့ United တို့ထာနေတာခွင့်ကောင်းယူပြီးတော့ Lion ဘက်ကပွဲကိုဥဆောင်ထားနိုင်ခဲ့ပါတယ်။ပွဲချိန်က32မိနစ်မှာတော့ Lacazette ခွင့်ရခဲ့ပေမဲ့လွဲချော်သွားခဲ့တာကြောင့် United တို့တက်တာရခဲ့ပါတယ်။ United ဘက်ကလည်းဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဖိအားပေးထားနိုင်ခဲ့ပေမဲ့ Final သက်ဆုံးလေးကိုရောက်ရင်ဘောလုံးအပြတ်များနေခဲ့သလိုပြိုင်မဲ့ခံစင်ကြောင်းကလည်းအကောင်းဆုံးပုံစံမှာရှိနေခဲ့ပါတယ်။လိုင်ယွန်ရဲ့တံမြတိုင်းစစ်တွေကလည်းပိုပြီးထိအောင်မှုရှိခဲ့ပြီးမကွာရတို့တိုက်ချေဆွမ်းပြနေလို့သာ United တို့ခံစားနေတာဖြစ်ပါတယ် ဖွဲ့ရင်64မိနစ်မှာဆိုရင်ဒီဆိုတရားအပိုင်ကန်သွင်းခဲ့ပေမဲ့ကန်ချက်ကအားပြောနေတာကြောင့်ဥနနာပဲတတောက်တတာဖမ်းမိခဲ့ပါတယ်။ဖွဲ့ရင်88မိနစ်မှာတော့ဒေါ်ကိုရဲ့ဖျက်တင်ပေးပို့မှုကိုဂါရာချိုကပြေးဝင်အဆုံးသတ်ခဲ့ပေမဲ့ဂုဒမကာကွယ်သွားနိုင်ခဲ့ပါတယ်။အဲဒီနောက်နှစ်သင်းစလုံးပြန်လည်ခွင့်ရရခဲ့ပေမဲ့အဆုံးသတ်ကလွဲချော်နေခဲ့ကြပါတယ်။ဖွဲ့ရင်88မိနစ်မှာတော့ United တို့ဥဆောင်ကိုပြန်လည်ရရှိသွားခဲ့ပြီးဘရူနိုရဲ့ဖန်တီးပေးပို့ကလည်းလူသားဝင်ကစားမဇက်စီကခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ United တို့အနိုင်ရပြီလို့ထင်ခဲ့ပေမဲ့နောက်ချင်းချင်းပေါ်နောက်ဆုံးမိနစ်ရောက်မှာအွန်နာနာကြောင့်ချီပါကိုပြန်ပေးလိုက်ရပြီးတူးတူးနဲ့တေးရလည်းထွက်ပေါ်သွားခဲ့တာဖြစ်ပါတယ်။